ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောကနေလာရှုံမျိုးဘက်ကိုတင်ပို့မဲ့ပြောင်းကားတွေကိုဒုထဝရီတံတားမှာစောင့်နေတဲ့စစ်ကော်မရှင်ဂိတ်ကဖြတ်တန်းခွင့်မပြုတာကြောင့်ဒေသခံပြောင်းဆိုင်တောင်သူတွေနဲ့ကုန်တယ်တွေအရှုံးနဲ့ကြုံတွေ့ရမဲ့အခက်အခဲဖြစ်နေကြပါတယ်။ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ TNNA တအန်းတက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုအနာတိန်စစ်ကောင်မရှင်တက်ကအောက်တိုဘာ16မှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တီဘောမြို့အထက်ဒုထဝရီတရားမှာစောင့်နေတဲ့စစ်တပ်ဂိတ်ဟာလာရှုံမြို့ကိုတင်ပို့မဲ့ကုန်ပစ္စည်းအမျိုးမျိုးကိုဖြတ်တန်းခွင့်ပြုပြီးပြောင်းကုန်စည်ကားတွေကိုတော့ဖြတ်တန်းခွင့်မပြုတာတပတ်ကျော်ကြာပြီဖြစ်တာကြောင့်ပြောင်းတောင်းလူတွေနဲ့ကုန်တွေတွေမှာအရှုံးပေါ်ရမယ့်အခြေအနေတွေဖြစ်နေတာပါ။အာ တုခဘဒီဒီပါဗျဟုတ်တယ်ဗျပြီးမဖြတ်တာဒီ9ရက်8ရက်အတွင်းမရှိသေးတဲ့ကိုအာဒီတချို့ကားတဲ့ဆိုရင်တပတ်လောက်ရှိပြီးစောင့်နေတာတတာနာရောက်ပြီးဆိုတော့ ਨੇ သူတို့မေးတယ်ပတ်တင်လာတယ်ပြောင်းဖူးဆိုတဲ့ခါကျရင်သူတို့ကပြီးကိုမဖြတ်တော့ဘူးတီဘောမြို့နယ်ရဲ့အဓိကထွက်ကုန်ဟာပြောင်းဖြစ်ပါတယ်ပြောင်းတောင်းသူအများစုဟာကုန်တယ်နဲ့ပွဲရုံတွေစီကနေမျိုးစိမြေဩဇာနဲ့စိုက်ပျိုးစိတ်တွေချင်းယူပြီး လောအားစိုက်ထုတ်ကလောက်ကင်နေကြရတာပါပြီးခဲ့တဲ့နှစ်ကပြောင်းစည်းမကောင်းတာကြောင့်တောင်သူတွေကျွေးတင်ထားတာတွေရှိပါတယ်လက်ရှိမန်လေးမှာပြောင်းစည်းတွေကျနေတာကြောင့်တီဘောမြို့နယ်ကထွက်ရှိတဲ့ပြောင်းတွေကို လာရှုံမြို့ဘက်ကိုတင်ပို့ရောင်းချတာဖြစ်ပါတယ်အခုလိုဒေါသဝတိတရားမှစောင့်နေတဲ့စစ်တပ်ဂိတ်ကပြောင်းကားတွေကိုဖြတ်တန်းခွင့်မပြုတာဟာပြောင်းဆိုင်တောင်သူတွေရဲ့ကျွေးမီဝင်ကို ပိုပိစေတယ်လို့ဒေသခံတွေကဆိုပါတယ် ကျွန်တော်လောက်အခါမပါဘူးကျွန်တော်ရိတ်တယ်တိတ်နေချိန်မပါဘူးဒီမျိုးစေးနဲ့သူ့အတုံးစေးကိုကျွန်တော်တပိတ်တာ900လောက်ရမှအရင်ပဲရှိမယ်800 800ကျောက်တဲ့ခါမျိုးကြရင်ဆိုရင်တောင်တူတဲကတေချာပေါက်ရှုံးသွားပြီတဲ့မန်လေးဖက်ကစေးတောက်လျှောက်ထိုးကြတော့လဲကြောင်းနဲ့ပတ်သက်ပြီးတော့တောင်တူတဲအကျွေးပြီးခဲ့ရတယ်ရှိရဒီနေ့မှသူတို့အနာပြန်ဖေးချင်ပေမဲ့လည်းသူတို့အနာပူတူသွားတဲ့သဘောမျိုးဖြစ်သွားနိုင်နေတဲ့ တီဘောမျိုးဟာမြန်မာတရုတ်နှစ်နိုင်ငံကုန်တွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။လက်ရှိဖြစ်ပွားနေတဲ့စီရေးပိခါတွေအတွင်းမှာစစ်ကော်မရှင်တပ်အပြင်ဒေတာရင်းတိုင်းနာလက်နက်ကင်တွေရဲ့တီးနှံကုန်ကုန်တွယ်ကုန်နဲ့လမ်းကျွေးတွေကြောင့်လည်းတောင်တူတွေကုန်တွယ်တွေကုန်စည်ပို့ဆောင်သူတွေနဲ့ဒေတာကန်ပြည်သူတွေမှာများစွာဝင်တော့ဝင်ပို့ဖြစ်နေတယ်လို့ဆိုကြပါတယ်။ကျွန်တော်ခုဆိုဦးပါ။